ီဗီဒီယိုကတော့အားလုံးပဲတောင်းဆိုနေကြတဲ့အတိုင်းပဲ prediction video ပဲဖြစ်ပါတယ် Mobile Legends Super League V5 နောက်ဆုံးသော V ရဲ့ပွဲစဉ်တွေကိုကျွန်တော်ခန့်မှန်းပေးသွားမှာပဲဖြစ်ပါတယ်ပွဲစဉ်တွေကိုမခန့်မှန်းခင်မှာနောက်ဆုံး week ဖြစ်တဲ့အတွက်ကြောင့်မို့ဘယ်အသင်းကနောက်တစ်ဆင့်ကိုတက်သွားမှာလဲဘယ်အသင်းကဘယ်အချိန်ဒီမှာရှိမလဲဆိုတာကျွန်တော်ရှင်းပြပေးမယ်ဗျာအရင်ဆုံးကျွန်တော်တို့ဒီ Mobile Legends Super League မှာအသင်းဆယ်သင်းပါဝင်ရှင်ပြိုင်ခဲ့တဲ့အဆင့်6နဲ့10မှာရှိနေတဲ့အသင်းကပြိုင်ပွဲတွေထွက်ခွာသွားမှာပဲဖြစ်ပါတယ်အ9 6 8ဒီ၄သင်းကတော့ play in ရဲ့ quarter final ရောက်ရှိသွားမှာပဲဖြစ်ပါတယ်3နဲ့4ကတော့ play in ရဲ့ semi MM final ရောက်ရှိပြီးတော့တင်းနဲ့နစ်ကတော့ play ins ရဲ့ final မှာကျွန်တော်စောင့်နေမှာပဲဖြစ်ပါတယ်ဒီတစ်ပတ်ကပွဲစဉ်နေနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ၃ရက်ရှိမယ်နောက်ဆုံး၁ရက်က tie breaker ဆိုရက်ဒါရက်လေးရှိမယ်ပေါ့ဗျာအဓိကထပ်သွားမဲ့အသင်းတွေ နဲ့အပေါ်မှာရှိနေတဲ့အသင်းတွေပေါ့ဗျာ။ဘယ်သင်းက quarter final နဲ့ semi final နဲ့ final တွေမှာရှိမလဲဆိုတော့ week တစ်ခုပဲဖြစ်ပါတယ်။တကယ်လို့စိတ်ဝင်စားဖို့ကောင်းတဲ့ week ဖြစ်လို့ကျွန်တော်ရဲ့ comment ချက်တွေနဲ့အတူတူ video လေးကိုအဆုံးထိတရှိပေးဖို့ပြောချင်ပါတယ်။အအောင်ဆုံး day number 1ပွဲစဉ်အနေနဲ့ Paladins နဲ့ Fair Gons ဗျာ။ Paladins ကအဆင့်၈မှာရည်တည်နေတဲ့အသင်းဖြစ်တယ်။အောက်မှာ Agile ပဲကြံတော့တယ်။ဒီတစ်ပတ်မှာ Paladins က၃ပွဲဆော့ရမယ်ဗျာ။ အနည်းဆုံးသူတို့အနေနဲ့တပွဲတော့အနိုင်ရမှနောက်တစ်ဆင့်ဖြစ်တဲ့ playing in quarter final ကိုသူတို့အနေနဲ့သွားဝင်ရရှိမယ်ဗျာ။ Ajua ဘက်ကသာ Jordan နိုင်ွားမယ်ဆိုလို့ရှိရင်လည်း Ajua နဲ့ Paladin တွေ့ဆုံမှုလည်းရှိနေသေးရဲ့။ဒီချက်ကိုအရင်ထောင်းအရင်ဆုံး Falcon နဲ့ Paladin အကြောင်းပြောရမယ်။ဖေကွန်ကအရှိယပွဲစဉ်ဒီမှာဆော့သွားတော်တော်လေးပေါ့ဆောက်မှုတွေများတယ်ဗျာ decision making တွေဆိုလို့ရှိရင်လည်းတို့က international အသင်းကိုသွားပြိုင်ခဲ့တဲ့အသင်းမဟုတ်တလို့ပဲဗျာအရန်ကြီးကိုကျွန်တော် confuse ဖြစ်စီတဲ့အရာတွေတို့ခဏခဏလုတ်လုတ်တယ်ပေါ့ဗျာ တော့ပါလာနေဘက်က well play ဖြစ်တယ်အအများကြီးပို့ပြီးတော့ကောင်းနေဆိုရဲအတင်းတင်းများတို့မှာ momentum ရှိရယ်အ player တွေမှာနိုင်လို့ခြင်းနဲ့စိတ်ပြင်းထန်တဲ့အရာတွေတို့အများကြီးတွေ့ရတယ်ဗျအဲ့တော့ fair gonna ပေါ့မယ်ဆိုလို့ရှိရင်တော့ပါလာဒင်းကတီးထုတ်သွားပါလိမ့်မယ်ဒီပွဲစဉ်အတွက် SC ရဲ့ခံမှန်းချက်ကတော့ Falcon နေနဲ့2-1နဲ့နိုင်ွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းချင်ပါတယ်အဲ့တော့နောက်ထပ်ပွဲစဉ်တစ်ခုအနေနဲ့ဆိုရင် YG နဲ့ AJU ကျွန်တော်ရှေ့မှာပြောလို့ရယ် AJU က ဒီတစ်ပတ်မှာနှစ်ပွဲဆော့ရမယ်အဲ့တော့ဒီ YG နဲ့ပွဲစဉ်မှာသူတို့အနေနဲ့အမှတ်ယူဖို့ဆိုတာတကယ်မလွယ်ဘူးအဆင့်တင့်နေရာမှာရက်တည်နေတဲ့ YG ဒီ performance ပိုကောင်းနေဗျာတပွဲလောက်တော့နိုင်ကောင်းနိုင်နိုင်နေဆိုပေမဲ့ပုံဝင်ရင်းပြောရရင်ဒီပွဲစဉ်အတွက်ခမန်းချက်က YG 2နဲ့နိုင်သွားဖို့အတွက်ရရင်တော့များပါတယ်နောက်ဆုံးပွဲတစ်ခု Zino နဲ့ Mythic စီ မစ်သစ်စီကသူ့ရဲ့ဒီအဆင့်နဲ့နေရာနဲ့အဆင့်တနေရာကို channel လုပ်ဖို့အတွက်သူကြိုးစားရမယ်ဗျာအဓိကကျတော့ဒီ Falcon တို့ EN Esport ကို pressure ပေးလာနိုင်တဲ့အနေအထားတစ်ခုရှိတယ် Zeno Esport တီလည်းအထုံးကြီးလကောက်မယ်အမှတ်တွေပြန်ရှာရမှာဖြစ်တယ်နှစ်သင်းလုံးဒီ chip sort ရဲ့ draft ကိုအများကြီးပို့ပြီးတော့သဘောကျတဲ့အနေအထားမှာရှိရတယ်။အထူးသဖြင့် Fino ဒီ Gardo CC တွဲလုံးတွေ signature draft တွေဖြစ်တယ်ပေါ့နော်။ Zino ရဲ့ playing style ကတော်တော်လေးအားရဖို့တော့ကောင်းပေမဲ့အတင်းကြီးအနေနဲ့တွေ့ရဆိုလို့ရှိရင် Samuel Wagan တခုထဲမှာကျွန်တော်တို့ Samuel ဖြည့်လိုက်ရသလိုပဲဗျာ။ ရှုံးနေမှုတွေနဲ့တော့ကျွန်တော်ရင်းဆိုင်နေရတော့မယ်ဒီပွဲစဉ်မှာလည်းမစ်သစ်စီးအနေနဲ့ဇီနိုအရန်ကြီးအသာစီးကြပြီးတော့နိုင်ွားလိမ့်မယ်လို့တော့သိမထင်ဘူးဗျာပွဲကတိတ်မပြတ်တော့ဘူးကြီးကောင်းတဲ့ပွဲစဉ်တစ်ခုဖြစ်လိမ့်မယ်ဘတ်ဆော့3အပြည့်သွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းကျင်နေဗျာအဲ့တော့မစ်သစ်စီး2ဇီနို1 ကျွန်တော်ရင်ခံမှန်းချက်ပါ2ပွဲတင်မှာတော့ဂျီနိုနဲ့ပါလာတင်ပြဒီတစ်ပတ်ကအသင်းကြီးတွေအကုန်လုံးလုံးဝအမားခံလို့မဖြစ်ဘူးဗျ play in ရဲ့ quarter final semi final တို့ကျွန်တော် final တို့ဆိုတာဆင်းတစ်ဆင့်ချင်းစီပဲကျွန်တော်ကွာသွားတဲ့အရာတစ်ခုဗျ play in stage မှာဆိုလို့ရှိရင်အဲ့တစ်ဆင့်ချင်းစီကအရန်ကိုရေးကြည့်အပေါ်မှာရောက်နေလို့ရှိရင်တော့ sorry စောင့်နေုံပဲဗျအဲ့တော့ဒီအချိန်ဒီမှာပါလာတင်ရှင်နဲ့ဂျီနိုစီကအမတ်ယူနိုင်မယ်ဆိုလို့ရှိရင်လည်းဒါကောင်းတဲ့အချက်တစ်ခုလို့ပြောရမယ်တစ်ဖက်မှာဂျီနိုအနေနဲ့အမားခံလို့မရတဲ့ဂျင်းတဲ့ချက်တဲ့အချိန်တွေကိုတော့ကျွန်တော်ရောက်နေပြီလို့ဒါကျွန်တော်ပြောချင်တယ်ဗျအဲ့တော့အမားခံလို့မဖြစ်ဘူးဗျဒီပွဲစဉ်က paladins က၃ပွဲမှာတပွဲတော့ at least အနည်းဆုံး နိုင်တဲ့နေပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှသာသူ agile ကောင်းကောင်းကြော်ဖြတ်ပြီးတော့သွားနိုင်မှာအဲ့တော့ဒီပွဲစဉ်အတွက်ဇီနိုအနေနဲ့နိုင်ွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းကြင်ပါတယ်2 1လောက်ပေါ့ဗျာနောက်တဲ့ပွဲစဉ်တစ်ခုအနေနဲ့ဆိုရင်အဖေကွန်နဲ့ DG ကိုဒီကတော့ Falcon 2-0ဗျာ skip လိုက်မယ်နောက်တဲ့ပွဲစဉ်တစ်ခုအနေနဲ့ကတော့ YG နဲ့ Team Seven Team Seven အစော်ရှိရယ်နော်လောက်ပြနိုင်တယ်တန်ပေါ့ရဲ့ run pit about တွေကတော့ရှုပ်လို့မရဘူးဗျာ YG နေနဲ့ team seven နဲ့ဆိုရဲအချိန်ဒီမှာတော့ easy peasy တော့ဖြစ်မှာမဟုတ်ခက်ခဲကောင်းခက်ခဲနိုင်တယ်အဲဒါဆိုပေမဲ့ YG နေနဲ့အနိုင်ရသွားဖို့များတယ်ပေါ့နော် လေးအင်စရဲ့ final လေးဗျာနော် YG အမားခံမယ်ဆိုလို့ရှိရင်တော့အောက်ကိုတန်းပြီးတော့ short ကြသွားမှာဗျာအဲ့တော့အမားခံလို့မရရတဲ့အခြေအနေတစ်ခုဖြစ်တယ်ဗောနော် YG 2နင်းနဲ့နိုင်သွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းကျင်ပါတယ်ကျွန်တော် regular season ရဲ့နောက်ဆုံးသော day number 3ဖြစ်ပါတယ်ဒီ day number 3က oh my god ဒီ data map 3ကအများကြီးပို့ပြီးတော့စိတ်ဝင်စားစရာကြီးနဲ့ပြည့်နေနေရဗျာအရင်ဆုံး black thorn နဲ့ mythic sea ဒီပွဲစဉ်က black thorn တွေ game တစ်ခုလောက်တော့နိုင်သွားမယ်ဆိုရင် သူ့အတွက် pressure ကောင်းကောင်းကြီးကိုကင်းသွားနိုင်တယ်ဗျာဒီတစ်ပတ်မှာ black thorn ကတပွဲပဲဆော့ရတဲ့အခြေအနေတစ်ခုဗျာဝင်လင်ပြောင်းဆိုတော့ set map ရထားတယ် agile ဒါဗျာဒီပွဲစဉ်အတွက် playing တက်ချင်သောနဲ့ရှိမြောက်ပွဲအကုန်လုံးနိုင်သွားမယ်ဆိုရင် set map ဖြစ်သွားနိုင်တယ်အဲ့တော့တပွဲနိုင်မယ်ဆိုလို့ရှိရင် game တစ်ခုဗျာ မဲ့ best of 3မှာ gain တခုနိုင်မယ်ဆိုလို့ရှိရင်တော့တို့တမက်ရမှာ mythic cc ရဲ့ဒီတမက်ကိုတော့ကျောင်းအောင်ယူထားဖို့လိုအပ်တယ်ဗျာ mythic cc ဒီလဲထိုနည်း၎င်းမယ်သူဒီ play in ရဲ့ final မဆောင်ကျင်နေဆိုလို့ရှိရင်တော့ဒီပွဲစဉ်က2 c နဲ့အပြတ်နိုင်မှာဖြစ်ပါမယ်နည်းနည်းတော့ခံမန်းရခတ်နိုင်နေဆိုရင်မဲ့ကျွန်တော် mythic cc 2 1နဲ့နိုင်ွားမယ်လို့တော့ခံမန်းကျင်ပါတယ် blood throne အနေနဲ့တပွဲလောက်တော့ပြန်နိုင်အောင်ယူနိုင်တဲ့အခြေအနေတခုတော့ရှိလိမ့်မယ်ဗျာအဲ့တော့နောက်ထပ်ပွဲစဉ်ကတော့ ajual နဲ့ paladins paladins ကအပေါ်မှာ day 1နဲ့ day 2တွေမှာကျွန်တော်တို့ဒါ soul win ရရှိတယ်အဲ့ပွဲစဉ်တွေမှာတို့ ဂိမ်းတစ်ခုချင်းစီဂိမ်းတစ်ခုချင်းစီကအမှတ်တွေယူနိုင်မယ်ဆိုရင်တော့ဒါတို့အတွက် no pressure ဖြစ်နိုင်တယ်ဒါပေမဲ့ Agual က Paladins ပွဲမှာ2-0နဲ့ဖြတ်ပြီးတော့နိုင်သွားလို့ကတော့ပွဲသိမ်းမယ်ပေါ့နော်အများကြီးပို့ပြီးတော့ဒုက္ခပေးသွားနိုင်တယ်အမှတ်ကြားထဲမှာကွာချောင်းမှုကနှစ်မှတ်ပဲရှိတာဗျာအဲ့တော့2-0နဲ့နိုင်တယ်ဆိုလို့ရှိရင်၃မှတ်ရမယ်ဆိုတော့တမတ်သားစီနဲ့ရသွားနိုင်တယ်အဲ့တော့ Paladins နဲ့အပေါ်အရှိအရှိအဂိမ်းစီမှာကျွန်တော်တပွဲစီအနိုင်ရရှိဖို့လိုအပ်တယ် Paladins ကဒီတစ်ပတ်မှာ၃ပွဲဆော့ရတယ် Agual နှစ်ပွဲဆော့ရတယ်အပထမတစ်ပွဲက YG နဲ့ဆော့ရတယ်ပေါ့နော်အဲ့တော့ပွင့်လင်းပြောရင်ဒီနှစ်သင်းရဲ့တွေးဆောင်မှုကတကယ်ကို အရှေ့က day 1 day 2ရဲ့ဖြတ်တန်းလာတဲ့ပုံမှာအများကြီးမူတည်တယ်။ဒါပေမဲ့လက်ရှိအနေအထားအရ ကျွန်တော် Azure နဲ့ Paladins ရဲ့ less one နေထားရချင်းကမယ်ဆိုရင် Paladins ကအများကြီးပိုကောင်းတယ်။ဒါပေမဲ့ Azure ကလည်းတဖြည်းဖြည်းနဲ့သူတို့ရဲ့ training လေးကြီးစီလာတဲ့အချိန်မှာပိုကောင်းတယ်ဆိုတဲ့အရာလေးကိုကျွန်တော်ချပြလေးရှိရဗျာ။ဒါပေမဲ့ကျွန်တော် Paladins ကိုပို့ပြီးတော့ကြိုက်ပါတယ်။အဲ2နဲ့နိုင်ွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းကြည့်ပါတယ်။ကျွန်တော်နောက်ဆုံးတော့ပွဲစဉ်ကတော့ AI နဲ့ Falcon ပွဲစဒီမှာဖြစ်ပါလေဒီနှစ်သင်းရဲ့တွေးဆမှုတွေအစင်လာဒီအကုန်လုံးကတော့တကယ်ကိုကျွန်တော်အလုံးသိကြတဲ့အတိုင်းပဲပရိသတ်တွေအကုန်လုံးစိတ်ဝင်စားမှုရရှိခဲ့တဲ့အသင်းနှစ်သင်းဖြစ်တယ်ဗျာအဲ့တော့ AI eSport ကဘယ်လိုအခြေအနေဖြစ်ဖြစ် ဖဲကွန်အပီကျိတ်နိုင်တဲ့အခြေအနေတခုရှိရဲဆိုတာလုံးဝလုံးဝမမေ့ထားသင့်ဘူးဗျ AI ဒီကျွန်တော် ဒီ play in ရဲ့ final သွားဖို့အတွက်ဒီ match ဒီပွဲစဉ်ဒီမှာ2-0ဖယ်ကွာလဲပွဲစဉ်2-0နဲ့နိုင်မှာပဲ play in ရဲ့ final ကိုသွားဖို့အတွက်အလားအလာရှိမယ့်အခြေအနေတစ်ခုရှိရပြကျွန်တော်ဒီပွဲစဉ်ကိုတော့ best of 3အပြည့်သွားမယ်လို့ပဲခန့်မှန်းကြပါတယ်ပွင့်လင်းပြောရလို့ရှိရင်လက်ရှိအနေထားမှာ AN eSport အနေနဲ့ team form အပိုင်းဆိုင်ရာမှာလုံးဝလက်ဆမ်းမရတည်ငြိမ်နေခြင်းတော့မရှိဘူးဗျတရက်ရွှေတရက်ငွေဖြစ်နေတဲ့ကာလတခုအဲ့ဒါကြီးကိုကျွန်တော်လုံးဝတော့သဘောမကျဘူးတစ်ဖက်မှာ Falcon eSport တွေလည်းပေါ်ဆောင်မှုတွေအမှားတွေ decision making တွေအများကြီးလိုအပ်ချက်တွေရှိနေခဲ့တဲ့အခြေအနေတစ်ခုဖြစ်နေပြအဲ့တော့ best of 3အပြည့်သွားမယ်လို့ တော့ကျွန်တော်အနေနဲ့ခံမှန်းကျင်တယ်အာ Falcon 2-1နဲ့နိုင်ဝမယ်လို့ predict လုပ်ပါတယ် Mobile Legends Super League ရဲ့နောက်ဆုံးဘက်ပွဲစဉ်တွေကိုကျွန်တော်ခံမှန်းထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ညီကိုရောဒီပွဲစဉ်တွေရဲ့ရလဒ်တွေကိုခံမှန်းလို့ရပါတယ်ကျွန်တော်တို့ SC4 တွေပဲဖြစ်ပါတယ်